မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကို တင်ဆက်ပေးပါမယ်စစ်ကောင်းစီအဓမ္မစစ်သားစူးစမ်းမှုတွေကိုချက်ချင်းအရေးယူဖို့ကုလအာဆီယံနဲ့နိုင်ငံတကာကို NUG တောင်းဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ် မြန်မာနိုင်ငံမှာအတင်းအကျပ်စစ်မှုထမ်းစီခိုင်းခြင်းတွေဟာအတ္တမလုံအားခိုင်းစေခြင်းနဲ့လူကုန်ကူးမှုကျူးလွန်ရာရောက်သလိုလူသားမျိုးနွယ်စုပေါ်ကျူးလွန်နေရာဆွေးမှုများကြောင့်ဒီလုံရက်တွေအ мян ဆုံးရက်တန်ပေါ်အတွက်စစ်ကောင်စီကိုထိရောက်တဲ့ပိတ်ဆို့မှုတွေချက်ချင်းလှုံ့ဆော်ဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကအကူလာတမကအာဆီယံဖွဲ့ဝင်နိုင်ငံတွေနဲ့နိုင်ငံတကာအတိုင်းဝိုင်းကိုတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။2024ခုနှစ်ဖေဖော်ဝါရီလကစပြီးအသက်18နှစ်ကနေ35နှစ်ကြာလူငယ်တွေကိုစစ်ကောင်စီကကြေကြေပြန့်ပြန့်အတ္တမစစ်မှုထမ်းခိုင်းနိုင်တွေကိုသူတည်တနာ ြုစုခဲ့ပြီးမလ28ရက်ကအဒမစစ်မှုထမ်းခိုင်းစီခြင်းမြန်မာနိုင်ငံရှိအတင်းအကျပ်စစ်မှုထမ်းစီခြင်းရဲ့လက်တွေ့အခြေအနေတွေဆိုတဲ့အစီရင်ခံစာ NUG လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။ 2024ခုနှစ်ဖေဖော်ဝါရီလကစပြီးအသက်18နှစ်ကနေ35နှစ်ကြာလူငယ်တွေကိုစစ်ကောင်စီကအကြေကျေပြန့်ပြန့်အတ္တမစစ်မှုထမ်းခိုင်းတာတွေကိုသူတည်တနာပြုစုခဲ့ပြီးမလ28ရက်ကအတ္တမစစ်မှုထမ်းဆီခြင်းမြန်မာနိုင်ငံရှိအတင်းအကျပ်စစ်မှုထမ်းဆီခြင်းရဲ့လက်တွေ့အခြေအနေများဆိုတဲ့အစီရင်ခံစာ NUG လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီအစီရင်ခံစာမှာအတင်းအကျပ်စစ်မှုထမ်းစီခြင်းခိုင်းခံရတဲ့လူငယ်တွေရဲ့ထွက်ဆိုချက်တွေကိုအခြေခံပြီးစေအောင်စုရဲ့လူခွင့်ရေးချိုးဖောက်မှုနီးနာတွေကိုတင်ပြထားပါတယ်။ဒီလူငယ်တွေဟာနေအိမ်တွေလုပ်ငန်းခွင်နဲ့စစ်ဆေးဂိတ်တွေမှာစေအောင်စုရဲ့ဖမ်းဆီးခြင်းခံခဲ့ရတာတွေမိသားစုကိုချိန်ချောက်ခြင်းအကြက်ခိုင်ခြင်းအတင်းအကျပ်အကြက်ဖက်ခေါ်ဆောင်တဲ့နီးနဲ့စစ်သားစုဆောင်တာတွေကိုဖော်ပြထားပါတယ်။ တီလူငယ်တွေထဲမှာအသက်မပြည့်သေးတဲ့ကလေးငယ်တွေစစ်မှုထမ်းဖို့မသင့်တဲ့ရုပ်ပိုင်းစိတ်ပိုင်းမတန်ဆွမ်းသူတွေပါဝင်နေတဲ့အပြင်စစ်မှုထမ်းဖို့အကြုံးဝင်တဲ့လူငယ်တွေရဲ့အမိစင်းနဲ့မိသားစုတွေထံငွေညစ်တောင်းခံတာတွေတွေ့ကြရတယ်လို့ဆိုပါတယ်။ကုလသမဂ္ဂအာဆီယံနဲ့နိုင်ငံတကာအတိုင်းဝိုင်းနေတဲ့စစ်ကောင်စီရဲ့ဒီလုံရက်တွေအများဆုံးရက်တက်မှုအတွက်ထိရောက်တဲ့စီးပွားရေးပိတ်ဆို့မှုနဲ့လင်းရင်စီအပါဝင်လက်နက်တင်ဖို့ရောင်းချမှုတွေပိတ်ပင်ခြင်းလှုပ်ဆောင်ဖို့တိုက်တွန်းလိုက်ပါတယ်။အိမ်နီးချင်းနိုင်ငံတွေအနေနဲ့လည်းအဓမ္မစစ်သားစုစားမှုတွေကြောင့်ထွက်ပြေးလာသူတွေကိုလူသားချင်းစာနာတဲ့မူဝါဒကိုအခြေခံပြီး ြီးစောင့်ရှောက်ပေးကြဖို့လေအမျိုးသားညီညွတ်ရေးအစိုးရကတိုက်တွန်းလိုက်ပါတယ်။နောက်ထပ်တစ်ပုံအနေနဲ့ပသိမ်မစစ်မှုထမ်းအတွက်လာစဉ်ကြီးကိုတင်ကနန်ထီကောက်ယူနေတဲ့အပြင်လူငယ်များကိုစင်ကော်စာနဲ့အဓမ္မဖန်ဆီးနေတဲ့ကြောင့်တင်ဆက်ပေးပါမယ်။အင်ယာရီတိုင်းပသိမ်မြို့နယ်တွန်ပလွန်အုပ်စုမှအုပ်ချုပ်ရေးမှုနဲ့ရှာအိမ်မှုတို့ပေါင်းပြီးစစ်မှုထမ်းထောက်ပံ့ခြင်းအတွက်တင်ကနန်ထီဒေသခံများမှတောင်းယူနေကြောင်းသိရပါတယ်။အခုစစ်မှုထမ်းမှတ်စဉ်စနစ်ထီရောက်လာချိန်မှာရခင်ကလာစဉ်ကြီးကိုတောင်းကနန်ကောက်ယူရမှာအခုခါမှာတအိမ်တောင်းလင်းစက်နှစ်သိန်းထီကောက်ခံနေကြောင်းဒေသခံများထံမှ သိရပါတယ်ပစံကိုတင်ကနန်ထီကောက်လာပြီးလူစားထုတ်ဖို့အတွက်မသုံးမဲကိုကျိုးအတွက်သုံးဆွဲနေပြီးမြို့နယ်ကလာတဲ့စင်ခေါ်စားအတိုင်းလူဖမ်းပို့နေရလို့ပသိမ်ဒေသခံတွေကပြောပါရယ်တွံပလုံအုပ်စုအုပ်ချုပ်ရင်မှုအမျိုးသမီးစည်ရင်ရှွန်အင်းရွာ ရှာအိမ်မူတို့ပူပေါင်းပြီးအင်ဂျင်နီတွေဂျင်းရွာတွေကိုတအိမ်အောင်သုံးသိန်းအထိတိုးမြင့်ပြီးအတင်းအကျပ်ကောက်ခံနေကြောင်းသိရပါရယ်စစ်မှုတန်ဖိုးအတွက်ငွေကြေးကိုတိုးပြီးကောက်ခံနေတော့လင်းအစားထိုးလူရှာဖွေခြင်းမရှိပဲဂျင်းရွာများမှလူငယ်များကိုစင့်ခေါ်စာနဲ့ခေါ်ယူပြီးစစ်တပ်အတွင်းကိုဖမ်းဆီးပို့ဆောင်နေမှုတွေရှိကြောင်းပတ်သက်အထူးတပ်ဖွဲ့မှသိရပါရယ်ဒါအပြင်ပြည်ပနိုင်ငံတွေကိုတွားရောက်လုံလောက်ကန်နေတဲ့လူငယ်များစီရင်ကိုလည်းတအိမ်တန်စင်စီစစ်ကောက်ယူနေမှုတွေရှိပြီးအုပ်ချုပ်ရေးမှုတွေကစစ်မှုတန်ဖိုးအတွက်လူသစ်စုဆောင်ခြင်းငွေကြေးကောက်ခံခြင်းတွေအပြင်လေးမျက်နှာနဲ့ရည်ကြီးမျိုးနယ်တွေမှာတိုက်ပွဲပြင်းထန်နေ နဲ့အတွက်ရိတ်ခါပို့ခိုင်းခြင်းနဲ့ငွေကြေးကောက်ခံခြင်းများကိုပါလှုပ်ဆောင်နေကြောင်းသိရပါတယ်။စစ်ကောင်စီကပသိမ်မြို့နယ်မှာခန်းစစ်ပြင်ဆင်နေပြီးဘဏ်ကစောက်ခြင်းဆက်သွယ်ရေးများတူခြင်းကရုခြင်းတူခြင်းအပြင်ပြည်သူစစ်တွေနဲ့ပူးပေါင်းပြီးညစဉ်ကင်းလဲကပေါ်တာဆွဲခြင်းများပါပြုလုပ်နေကြောင်းဒေသခံတွေကနေတဆင့်သိရပါတယ်။ဆလဘီတပိတ်ကျင်းမှာစစ်တပ်လီကြောင်တိုက်ခိုက်တဲ့အတွက်တိစုံထိခိုက်သူတွေကိုကျပ်သိန်း2300ကျော်ထောက်ပံ့ပေးတဲ့ကြောင်တင်ဆက်ပေးပါမယ်။ န္တလေးဒေသတပိတ်ကြီးမြို့နယ်ရှိအကျန်းဖက်စကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်တိစုံထိခိုက်သူတွေနဲ့နေအိမ်ပျက်စီးသူဒေသခံပြည်သူတွေကိုတပိတ်ကြီးမြို့နယ်တိုက်နယ်ပတ်ကဖားတွေကဦးစီးပြီးကျပ်သိန်း2300ကျော်ထောက်ပံ့ပေးထားတယ်လို့သိရပါတယ်။တပိတ်ကြီးမြို့နယ်မှာအီဘီလာတွင်အကျန်းဖက်စကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုခံရတဲ့ဒေသတွေမှာတိစုံပြည်သူ42ဦးအတွက်တအူးလင်ငွေကျပ်သိန်း20ထိခိုက်ဒဏ်ရာရသူပြည်သူ45ဦးအတွက်တအူးလင်15သိန်းကျပ်စီနဲ့ပျက်စီးသွားတဲ့နေအိမ်42လုံးအတွက်တအူးလင်ကျပ်သိန်း20စုစုပေါင်း2355သိန်းကျပ် ောက်ပံ့ပေးခဲ့တယ်လို့ဆိုပါတယ်။မတ်ပန်စိန်လိုထံမှကုညီထောက်ပံ့ငွေကျပ်3690အပဝင်ပြည်သူလူထုကစုပေါင်းထောက်ပံ့ငွေနဲ့တပိတ်ချင်းမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့တပိတ်ချင်းတိုင်းနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ပူးပေါင်းပြီးထောက်ပံ့ပေးနိုင်ခဲ့တာဖြစ်တယ်လို့ဖော်ပြထားပါတယ်။တပိတ်ချင်းမျိုးနဲ့လေကြောင်းတိုက်ခိုက်မှုဘေးအန္တရာယ်တင်ပြည်သူတွေကုညီထောက်ပံ့ကော်မတီဖွဲ့စည်းပြီးစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုဘေးအန္တရာယ်ကြောင့်တွင်းခဲ့ရတဲ့ပြည်သူတွေကိုထောက်ပံ့နိုင်ခဲ့တယ်လို့တပိတ်ချင်းမျိုးနဲ့ပါကဖကသတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။ဆက်လက်ပြီးလာရှိုးကိုတရုတ်ကဝေချမ်းရေးဘလို့လုံးလိုက်ပြီလဲဆိုတဲ့အကြောင်း ောင်တင်ဆက်ပေးပါမယ်။စစ်တပ်ထောက်ခံသူတွေကတော့တရုတ်ကိုစီးရုံနိုင်ခဲ့တဲ့စစ်ကောင်စီရဲ့တန်ကင်းတမန်ကင်းစွန့်ရည်တွေကြောင့်တနတ်တစ်ချက်မှမဖောက်ရဘဲလာရှုကိုပြန်သိမ်းနိုင်ခဲ့တယ်လို့ဝင်ကြားခဲ့ပါတယ်။လာရှုမှာထေချနိုင်တဲ့အတိုင်းစစ်ကောင်စီအတွက်တော့လာရှုကရန်သူဝိုင်းနေတဲ့မြို့ဖြစ်ပါတယ်။ကိုကန့်တက် MND တို့ကမြို့အရှိဘက်မှာကွန်းလုံမြောက်ဘက်မှာတင်ရီတောင်းတက် DNL ကအနောက်ဘက်မှာတီဘောနံမတူတောင်ဘက်မှာကြောင်မဲမြို့တွေကိုထိန်းချုပ်ထားပါတယ်။စစ်တပ်အတွက်တောင်ပိုင်းမိုင်းရည်နဲ့အရှိတောင်ဘက်မှာ တန်ရမ်းမြို့များတောင် လာရှိုးကိုအဝင်ထွက်လုံနိုင်တဲ့တရုတ်ဝေချမ်းပေးတဲ့လာရှိုးအုပ်ဆောင်ရေးကြောင်းကိုနေပြီးတော့ကိုကတ်နဲ့ဘီဂျင်းတို့ကလှိဝတ်ထားတယ်။စစ်တပ်ကလာရှိုးမြို့ပေါ်စနစ်ရက်ကွက်ကိုအုပ်ဆိုးစေကိုကန်တက် MND ကကျင်းရွာ450ကိုအုပ်ဆိုးစေလို့တရုတ်ကဂျာဝင်စစ်ဆက်ပေးခဲ့တယ်လို့သတင်းရင်းမြစ်တွေကဆိုပါတယ်။ စစ်တပ်ကမြို့မြောက်ဖက်ရှိ AD တဒါအနောက်ဖက်ရှိ E9 တဒါတောင်ဖက်ရှိမန်ဟန်ရွာကိုကျော်လွန်ပြီးတပ်ဆွဲခွင့်မရှိဘူးလို့သိရတယ်။အဲ့ဒီနေမြေခွဲဝေမှုအတွက်ဘေကျင်းမှာလွတ်လိုက်တဲ့တရုတ်ကိုယ်စားလှယ်ဖွဲ့ကလာရှိုးမှာရုံးထိုင်ကအနီးကပ်စောင့်ကြည့်ရမယ်လို့ဆိုပါတယ်။လာရှိုးမြို့ဝေချံဖို့အတွက်စစ်ကောင်စီကိုကန့်တပ်တွေကတရုတ်ဆိုရကိုကျေးဇူးတင်တယ်လို့တရုတ်ဆိုရပြောရေးဆိုခွင့်ရှိသူကအီပီလာ22ရက်နေ့ကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဒါပေမဲ့မြို့ကန်အရက်သားတွေရဲ့လုံခြုံရေးနဲ့အနာဂတ်အတွက်အမည်တီဖွဲ့ကမှအာမခံချက်မပြီးပဲနှုတ်ဆက်နေကြဆဲဖြစ်ပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့အီအီနဲ့ထိတွေ့ တွေ့ဆက်ဆံဖို့ဘင်္ဂလားဒေ့ရှ်ပြည်စင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံကမိမိတို့အကျိုးစီးပွားအတွက်မြန်မာနိုင်ငံရဲ့အနောက်ဖက်နေဆက်ဒေသတွေကိုထိန်းချုပ်ထားတဲ့အာရခတ်တတော် EU နဲ့ထိတွေ့ဆက်ဆံဖို့လိုအပ်ကြောင်းဘင်္ဂလားဒေ့ရှ်နိုင်ငံသားရဲ့အကြံပေးပုဂ္ဂိုလ်တူဟစ်ဟူစိန်ကတိုက်တွန်းလိုက်ကြောင်း ဖော်ပြထားပါတယ်နိုင်ငံတိုင်းဝင်ကြီးဌာနကမင်းကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာသတင်းတောက်တူရဲ့မိကုံးတွေကိုတူဟိဟူစင်ကဖြစ်ရမှာဘင်္ဂလားဒေ့ရှ်နယ်စပ်တရှောင်းမှာအခြေအနေတွေပြောင်းလဲသွားပြီးကျွန်တော်တို့တရားဝင်အတိမတ်ပြုထားရပါပြီဒါကိုညင်းလို့မရပါဘူးကျွန်တော်တို့နဲ့မြန်မာနိုင်ငံနေဆက်တစ်ခုလုံးကအစိုးရမဟုတ်တဲ့ဖွဲ့စည်းတစ်ခုရဲ့လက်အောက်ကိုရှောက်သွားပါပြီမြန်မာနိုင်ငံရဲ့ဗဟုအစိုးရအနေနဲ့ဒီဒေတာမှာအာဏာသိမ်းရမှုမရှိတော့ပါဘူးလို့ပြောပါတယ်ဒါကြောင့်ဘင်္ဂလားဒေ့ရှ်ရဲ့ကိုပိုင်အကျိုးစီးပွားအတွက်ဆက်ဆံရေးကိုတနည်းတဖုံထိန်းသိမ်းထားပါမယ်အစိုးရမဟုတ်တဲ့ဖွဲ့စည်း တစ်ခုနဲ့တည်ရဝင်ဆက်သွယ်လို့မရပါဘူး။လုံးဝအဆက်သွယ်မလုပ်လို့လည်းမရပါဘူး။လိုအပ်တဲ့အတိုင်းအတာထိဆက်ဆံသွားမှာဖြစ်တယ်လို့တူဟင့်ဟူစင်ကဆက်ပြောပါတယ်။ မြန်မာစစ်ကောင်စီနဲ့ရခိုင်တပ်တော်တို့အကြားတိုက်ပွဲများဖြစ်ပွားပြီးတဲ့နောက်ဘင်္ဂလားဒေ့ရှ်နဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့ရခိုင်ပြည်နယ်တစ်ခုလုံးကိုကြောက်ဖြူရည်နဲ့စိတ်ကမ်းမှအလွယ်ပြီးအာရခတပ်တော်ကဒီဇင်ဘာလမှာအပြည့်အဝထိန်းချုပ်နိုင်ခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်ရဲ့မိုဟာမန်ယူနော့ဦးဆောင်တဲ့ယာယီအစိုးရကအာရခတပ်တော်နဲ့ဆက်နွယ်မှုတွေပြုလုပ်နေကြောင်းဒီဇင်ဘာမှာပထမဆုံးကြိမ်ဖြစ်ကြေညာခဲ့ပါတယ်။ဒါအပြင်ဘင်္ဂလားဒေ့ရှ်ရဲ့ယာယီအစိုးရကစစ်တမ်းခံနေရတဲ့ရခိုင်ပြည်နယ်ကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီများပေးပို့နိုင်ဖို့လမ်းကြောင်းတစ်ခုဖွင့်ပေးဖို့လေကုလသမဂ္ဂရဲ့ပြောဆိုချက် ကိုလည်းသဘောတူခဲ့တယ်လို့ဖော်ပြပါတယ်။အာရခတက်တော်နဲ့ဆက်ဆံခြင်းကဘင်္ဂလားဒေ့ရှ်ကိုမြန်မာနိုင်ငံရဲ့ပြည်တွင်းပဋိပက္ခတွေကိုဆွဲသွင်းနိုင်ခြင်းရှိမရှိမေးခွန်းနဲ့ပတ်သက်ပြီးအကြံပေးပုဂ္ဂိုလ်ကဘင်္ဂလားဒေ့ရှ်အနေနဲ့မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးမှာပါဝင်ပတ်သက်ခြင်းရှိမရှိတိကျကိစ္စတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ ဒါ့ပေမဲ့မြန်မာနိုင်ငံရှိပဋိပက္ခကဘင်္ဂလားဒေ့ရှ်ရဲ့မျိုးသားအကျိုးစီးပွားနဲ့တိုက်ရိုက်ဆက်နွယ်နေကြောင်းမြန်မာနိုင်ငံသားအများအပြားကဘင်္ဂလားဒေ့ရှ်မှာခိုလုံနေကြတာကြောင်း၎င်းတို့နေရပြန်လည်ရောက်ရှိရေးကိုအဆင်ပြေအောင်လှုပ်ဆောင်ရန်လူကြောင်းပြန်ပြောပါရယ်ရခိုင်ပြည်နယ်ကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးပို့ရေးလမ်းကြောင်းဖွင့်ပေးဖို့အထူးသောအခြေအနေတွေကိုသတ်မှတ်ထားပြီးဖြစ်ကြောင်းအသေးစိတ်ကိုမပြောလို့တော့လေအားလုံးပြည်စည်းပါကကုလသမဂ္ဂရဲ့ကြီးကြပ်မှုအောက်မှာပူးပေါင်းဆောင်ရွက်သွားမယ်လို့အကြံပေးရရှိကပြောကြောင်းသတင်းမှာဖော်ပြပါရှိပါရယ်ရှင်